မြန်မာစစ်တပ်ကလာမယ့်ဒီဇင်ဘာလအတွင်းကျင်းပမဲ့ရွက်ောက်ပွဲလွတ်လပ်မှာမဟုတ်သလိုမျှတမှုလည်းရှိမှာမဟုတ်ဘူးလို့ထိုင်းနိုင်ငံသားရေးဝန်ကြီးစီဟာဆာဖွန်ကက်ကျောက်ကဘန်ကောက်မြို့နိုင်ငံသားသတင်းတောက်များအသင်းမှနိုဝင်ဘာလ25ရက်နေ့ကပြောပါတယ်မြန်မာရွက်ောက်ပွဲကိုလွတ်လပ်ပြီးတိတ်ခါရှိတဲ့ရွက်ောက်ပွဲဖြစ်စေခြင်းပေမဲ့အဲ့ဒီလိုဖြစ်မှာမဟုတ်ဘူးဆိုတာသူတည်ကြောင်းဒါကြောင့်ဒီရွက်ောက်ပွဲရလတ်ကိုသူတို့အနေနဲ့အတိမတ်ပြုလို့ရနိုင်မှာမဟုတ်ကြောင်းဝန်ကြီးစီဟာဆာကပြောပါတယ်ဒါဟာပြုပြင်ပြောင်းလဲရေးကိုဥတီတဲ့တိုးတက်မှုဖြစ်နိုင်ကြောင်း ဦးသိန်းစင်ဆိုးရလက်ထက်ကအများထောက်ခံမှုမရှိပေမဲ့လည်းရွေးကောက်ပွဲလုပ်ပြီးပြောင်းလဲမှုဖော်ဆောင်နိုင်ခဲ့တာကိုဥပမာပေးပြီးတော့ဦးကြီးစီရဆက်ကပြောပါတယ်မြန်မာစစ်တပ်ကရွေးကောက်ပွဲကိုအဆင့်၃ဆင့်ခွဲပြီးကျင်းပသွားဖို့စီစဉ်ထားတာမှာပထမအဆင့်ကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မှာဖြစ်ပါတယ်တစ်ဆက်ထဲမှာပဲအသက်80ရှိပြီဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့အချိန်တန်ပြီလို့သူယူဆကြောင်းလဲဦးကြီးစီရဆက်ကပြောပါတယ်စစ်တပ်ကအာဏာသိမ်းထားတဲ့2022ခုနှစ်ဖေဖော်ဝါရီလကတည်းကဖမ်းဆီးထားတာကြောင့် ူမအသက်အရွယ်အရကျမကြီးအခြေအနေဘလို့ရှိနေလဲမသိနိုင်ကြောင်းစစ်တပ်အနေနဲ့တောင်းဆန်းစုကြည်ကိုချက်ချင်းလွတ်ပေးတင်ကြောင်းသူကပြောပါတယ်ထိုင်းဆွေရတာဝန်ရှိသူတွေဟာမြန်မာပြည်အရေးနဲ့ပတ်သက်လို့သူတို့သဘောထားတွေကိုထုတ်ပြောခဲ့တာမို့နိုင်ငံသားဝန်ကြီးကအခုလိုပြောတာဟာထူးခြားနေပါတယ်ဒါပေမဲ့ဝန်ကြီးဆရာဆက်ကတော့တခါတလေမှန်တဲ့အရာကိုပြောတင်ကြကြောင်းပြောပါတယ်ခင်ဗျာကျွန်တော်ဇောင်းမလိုက်ပါ